အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အရေးပြချက်မှရေးအတွက်အရင်အရေးကြီးတဲ့ sunscreen လေးအောင်ကာစီအကြောင်းပြောပြပြမှာဖြစ်ပါတယ်တကယ်ထိရောက်တဲ့ sunscreen ကိုဘယ်လိုရွေးမလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်အချက်၆ချက်နဲ့ပြင်ပြပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးနဲ့အရေးအကြီးဆုံးသိတင်တာကတော့ sunscreen ကကျွန်တော်တို့ကနေရောင်ကိုကာကွယ်မှုသုံးတာအဲ့ဒီအတွက်ကြောင့်နေရောင်ထဲမှာပါဝင်တဲ့ ခန္ဓာကိုယ်အရေပြားကိုဒုက္ခပေးတဲ့ UV rays တွေအကုန်လုံးဒီပါကိုတားဆီးနိုင်တယ်ဆိုလို့ရှိရင်တော့ဒါအကောင်းဆုံး sunscreen ပဲအဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်အရေပြားကိုဒုက္ခပေးနေတာက UVA B C ဆိုပြီးတော့အမှုရှိတယ်ဒါပေမဲ့ UVC ကကြတော့ကျွန်တော်တို့ကဘာမှာအိုဇုန်းလွာဆိုတာရှိအဲ့ဒီအိုဇုန်းလွာကို UVC ကဖောက်ထွင်းပြီးတော့လာနိုင်ကြမရှိတဲ့အတွက်ကြောင့်အရေပြားပေါ်ကိုကျရောက်ခြင်းမရှိဘူး ဲ့တော့ကျွန်တော်တို့အတွက်အဓိကကာကွယ်ရမှာ UVA နဲ့ UVB နဲ့နှစ်ခုကိုကာကွယ်ရမှာဖြစ်တယ်ပေါ့နော် UVB ကကြတော့ sunscreen တော်တော်များများမှာ UVB ပါဝင်တယ် UVB ကိုကာကွယ်တဲ့ဓာတ်တွေပါဝင်တယ်အဲ့ဒါကိုကျွန်တော်တို့က UVB ကိုကာကွယ်တယ်ဆိုတဲ့ဟာကို SPF sun protection factor ဆိုတဲ့စကလုံးနဲ့ရေးပြီးတော့သူက15စကာကွယ်တယ်အစ30ကာကွယ်တယ်အစ90ကာကွယ်တယ် ီ sunscreen product တွေမှာတွေ့လိမ့်မယ် SPF 20တို့ SPF 30တို့50တို့အဲ့လိုရေးထားတာတွေ့လိမ့်မယ်ဒါဘာလို့ဆိုလို့ဒါလဲဆိုလို့ရှင် UVB ဆိုတဲ့ဓာတ်ကိုအစာဘယ်လောက်ကကွယ်လဲဆိုတာကိုပေါ်ပြထားတာဖြစ်တယ်ဘာလို့ UVB ကိုကကွယ်ရလဲဆိုလို့ရှင်တော့ UVB ကကျွန်တော်တို့အရေးပြားရဲ့အပေါ်ရန်အလွာ epidermis ကိုသူကအဓိကဒုက္ခပေးတယ် epidermis မှာရှိတဲ့ cell တွေရဲ့ DNA ကိုပြောင်းလဲပြီးတော့မကောင်းတဲ့ဥပဒေပေးတယ်ဥပမာနေလောင်တာတွေဖြစ်စေတယ် အတင်းတိတ်မဲ့ချနေလောင်ကွက်ဒါတွေကိုဖြစ်စေတယ်အဆိုးဆုံးနေနဲ့ screen messer carcinoma လို့ခေါ်တဲ့အရေပြားကင်ဆာတစ်ခုကိုဖြစ်စေတယ်နောက်တစ်ခုကတိရမာက UVA ကာကွယ်တဲ့ sunscreen သုံးဖို့လည်းလိုတယ်အရင်တော့ကတော့ကျွန်တော်တို့ကဒီ sunscreen တွေကိုတတ်မှတ်မယ်ဆိုလို့ရှိရင်ခုနပြောတဲ့ SPF ကိုပဲကြည့်ပြီးတော့တတ်မှတ်တာအခုနောက်ပိုင်းကျတော့ UVA ကလည်းကျွန်တော်တို့ကိုဒုက္ခပေးတယ်ဆိုတာသိရတယ်အထူးသဖြင့်နောက်တစ်ခုက UVA ကသူကမှန်နဲ့ကြွေထားရင်တော့မှမှန်ရနေတဲ့စင် ောက်ပြီးတော့ဝင်လာနိုင်စွမ်းရှိတယ်။သူကအည်ပြားရဲ့အပေါ်ရန်တာမကအည်ပြားရဲ့အလဲလွှာတဲ့အထိကို damage တဲ့အထိကိုအောက်တွင်းဝင်ရောက်ပြီးတော့ဥပတ်ပေးတာတွေ့ရတယ်။ဆိုတော့ UVA ကဘာတွေဖြစ်စေလဲဆိုတော့သူက UVA က aging mode ကျွန်တော်တို့အိုမင်းရေရောဖုန်တွေကိုပုံမူပြီးတော့မြန်ဆန်းစေတယ်။နေလောင်ကွက်တွေကိုလည်းပိုဆိုးစေတယ်။နောက်တစ်ခုကကျွန်တော်တို့မှဲ့ကင်ဆာတွေကိုဖြစ်စေတယ်ပြီးတော့သူကဒီအရေပြားအလဲလွှာထိဖောက်ထွင်းပြီးတော့ဒုက္ခပေးတဲ့အတွက်ကြောင့် ကောလိဂျင်တွေကိုဖျက်ဆီးပြီးတော့အရေးအကြောင်းတွေပေါ်လာပြီးကိုဆိုးစေတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့က sunscreen သုံးတဲ့အခါမှာ broad spectrum sunscreen လို့ခေါ်တဲ့ဒီ SPF လည်းပါရမယ်ဒီ PA လည်းပါရမယ်ပေါ့နော် UVA ရော UVB ရောဒီနှစ်ခုစလုံးကိုကာကွယ်တဲ့ sunscreen သုံးမှပဲအထီရောက်ဆုံးကာကွယ်လို့ရမှာဖြစ်ပါတယ် UVA ကိုလည်းကာကွယ်တယ် UVB ကိုလည်းကာကွယ်တယ်ဆိုလိုတာ SPF လည်းပါတယ် PA လည်းပါတယ် ဒါပေမဲ့အဲ့ဒါနဲ့လုံလောက်သလားဆိုတော့လုံတော့လုံလောက်တယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ကဒီပူပြင်းပြီးတော့ချွေးထွက်တဲ့ data ပေါ့ပူပြင်းပြီးတော့ ice set တဲ့ရာသီဥတုမှနေကြတာဖြစ်တော့ကျွန်တော်တို့ကက water resistant ကျွန်တော်ရေဆိုးခံတဲ့ sunscreen ပြင်တော့ပိုကောင်းတယ်အဲ့ဒါကြောင့်မို့လို့တကယ်အကောင်းဆုံး sunscreen ဆိုလို့ရှင်တော့ကျွန်တော်အမြင်အရ SPF ပါမယ် PA ပါမယ် water resistant ဖြစ်ကအဲ့ဒါဆိုလို့ရှင်တော့အကောင်းဆုံး sunscreen လို့ပြောလို့ရတယ် ဒုတိယတစ်ချက်ကကြတော့ sunscreen လိမ့်တဲ့အခါမှာဘလောက်များများလိမ့်ရမလဲဘလောက်ပမာဏလိမ့်ရမလဲဘလောက်ထူထူလိမ့်ရမလဲပေါ့နော် sunscreen တွေလိမ့်တဲ့အခါမှာရေဘူးရအပြင်ကျွန်တော်တို့ဘယ်လိုမျိုးတွက်ပြီးတော့လိမ့်လို့ရလဲဆိုတော့လက်ချောင်းရှိတယ်လက်ချောင်းရှိရဆိုလို့ရှိရင်ဒီလက်ချောင်းတစ်ချောင်းပေါ့နော်လက်ညှိုးတစ်ချောင်းစာ sunscreen ကိုညှစ်ချလိုက်မယ်လက်ညှိုးတစ်ချောင်းစာဆိုလို့ရှိရင်မျက်နှာတစ်ခုဒါလုံလောက်တယ်လို့ဆိုတယ်ဒါရေဘူးရအပြင်ပေါ့နော်တကယ်ရေကိုကမျက်နှာနဲ့ဒီလက်ပင်းနဲ့ကုန်းနဲ့ဒီလိုနေရာကိုလိမ့်မယ်ဆိုလို့ရှိရင်တော့လက်ညှိုးနဲ့လက်ကလေး နှစ်ခုစာပေါ့နော်ဒီနှစ်ချလိုက်တယ်ဆိုလို့ရှိရင်လက်ချောင်းနှစ်ချောင်းစာအတိုင်းလိမ့်နေဆိုလို့ရှိရင်ဒီမျက်နှာနဲ့လေဘင်းအတွက်လုံလောက်တယ်ဒါပေမဲ့ကျွန်တော်တို့တကယ် research လုပ်ထားတဲ့ခါကိုကျွန်တော်တို့ကြီးလိုက်တဲ့ခါကျတော့ SPF 30တို့ SPF 50တို့အစ30ကာကွယ်တယ် အဆက်90ကာကွယ်ဆိုသူတို့ကဘယ်လိုစမ်းထားတာလဲဆိုတော့စမ်းသက်တဲ့အထင်မှာပါတဲ့လူတွေကိုသူတို့လိမ့်ပြီးတဲ့ပမာဏက2 gram per centimeter square ပေါ့နော်သူတို့လိမ့်ပြီးတဲ့ပမာဏကကျွန်တော်တကယ်အပြင်းမှာလိမ့်နေတဲ့ပမာဏထက်30ရာခိုင်နှုန်းသို့မဟုတ်90ရာခိုင်နှုန်းပိုထူတယ်အဲ့ဒီအခြေအနေမှာသူတို့ကစမ်းသက်ထားတာဥပမာကျွန်တော်တို့ဒီ SPF 30ဆိုပါစို့အဲ့ဒါကဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်ဒီ sunscreen ကိုလိမ့်ထားတဲ့လူနဲ့ မလိန်ထားတဲ့လူငယ်ဟာနေလောင်တာဘယ်သူရှိမှပို့ပြီးတော့ဖြစ်လဲဘယ်သူကနေလောင်တန်ကိုညံ့များပို့ပြီးတော့ခံနိုင်လဲဆိုတာစမ်းထားတာအဲ့တော့ SPF 30ဆိုတာကကျွန်တော်တို့လိန်ထားတဲ့လူမှကမလိန်ထားတဲ့သူကအစ30နေလောင်တာတက်တာလေလို့ပြောတာဥပမာတော့ဒါ SPF 30ဆိုတာကဒီ30မိနစ်ခံတာလည်းမဟုတ်ဘူးเนาะ3နာရီခံတာလည်းမဟုတ်ဘူးဒီလိုပြောလို့မရဘူးအဲအချိန်အစကိုပဲပြောတာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့က SPF 30ကိုလိမ့်မယ်ဆိုလို့ရှိရင်ကာကွယ်မှုကိုတော့ရတယ်ဒါပေမဲ့တကယ်တမ်းသူတို့ဒီ market ထဲရောက်တဲ့အခါမှာပြန်ပြီးတော့ research လုပ်ကြည့်တယ်လူတွေလိမ့်ကြတာဒီသူတို့ညွှန်းထားတဲ့အတိုင်း standard ခန်းထဲမှာလိမ့်တဲ့ဟာထဲရော့နေပြီးတော့လိမ့်ကြတယ်20 to 50%လောက်ရော့နေတယ်လို့ပြောတယ်တစ်ဝက်လောက်ရော့တယ်ပေါ့နော်လိမ့်တာသူတို့လိမ့်တာပိုထူတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကသူတို့ပြောထားတဲ့အတိုင်းမလိမ့်တဲ့အတွက်ကြောင့်သူတို့ပြောထားတဲ့အတိုင်းအစ30ရဖို့ကမဖြစ်နိုင်ဘူးဥပမာ SPF 30လိမ့်နေဆိုကျွန်တော်တို့ ဒါထူးထူးတိတ်ပြီးတော့မလိမ့်ကြရတဲ့အတွက်ကြောင့် maybe ကျွန်တော်တို့က SPF 15လောက်ပဲအစ30ကောက်ပဲမယ်အစကျွန်တော်တို့15စားလောက်ပဲကာကွယ်ကောက်ပဲမယ်လို့မဟုတ်10စားလောက်ပဲကာကွယ်ကောက်ပဲမယ်ပေါ့နော်ဒါလေးကိုသိစေချင်တယ်နောက်တစ်ခုကကျတော့ဘယ်လောက်များများ SPF ရှိတဲ့ဟာလိမ့်တယ်လဲဆိုအနည်းဆုံးတော့ကျွန်တော်တို့ SPF က30လောက်ရှိတဲ့ဟာလောက်တော့လိမ့်တယ်ဖြစ်နိုင် SPF 30 SPF 50ဖြစ်နိုင်တော့များများလိမ့် PF များများပါတဲ့ dance screen ကိုရွေးတာပိုကောင်းတယ်အဲ Tony တူပဲ PA လည်းအဲ့လိုပဲ PA system ကိုကြာတော့ကျွန်တော်တို့ UVA ကိုကာကွယ်တာကို PA++ plus 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 ဆိုပြီးတော့သူက number 1ကနေ assist 1ကနေ၄ဆိုပြီးတော့လောက်ထားတယ်အဲ့တော့အကောင်းဆုံးကတော့ PA4+ ပေါ့နော်ဒီအပေါင်း၄ခုပါတဲ့ PA4+ ပါတဲ့ sun screen ကိုရွေးချယ်တာတော့အကောင်းဆုံးဒါမှကျွန်တော်တို့က UVA ရော UVB ရောနှစ်ခုစလုံးကိုကာကွယ်မှာဖြစ်ပါတယ် နံပါတ်3ခုမြောက်တည်တင်တာကြတော့လီယောင်ကာဆေးလိမ့်မယ်ဆိုလို့ရှိရင်ဘယ်လိုလိမ့်ရမလဲဘလောက်ကြာကြာနေပြန်လိမ့်ရမလဲပေါ့နော်နေပူတည်းမထွက်ခင်အနည်းဆုံး15မိနစ်လုံးမဟုတ်နာယူဘက်လောက်ကြိုလိမ့်ရလီယောင်ကာဆေးဒါမှသူကသူ့ရဲ့အာနိသင်အပြေအဝါပြာမှာဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီလိမ့်ပြီးသွားပြီလိမ့်ပြီးသွားပြီးတော့ကိုကဒီနေပူထဲမှာဟိုချိနေတယ်နေပူထဲမှာတွားနေတယ် နေဘူးတွေမှာကျွန်တော်အလုံးလုံးနေတယ်နေအောင်မိနေဆိုလို့ရှိရင်အနည်းဆုံး2နာရီကြာတစ်ခါပြန်ပြန်လိမ့်မှုလို့တစ်ခါလေးနေမရသူတစ်ဖြစ်ဒီချွေးထွက်နေတယ်ဆိုလို့ရှိရင်အနည်းဆုံး2နာရီကြာတစ်ခါလိမ့်မှုလို့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ outdoor activity တွေပေါ့နော်ဥပမာ exercise လုပ်မယ်ကျွန်တော်လမ်းလျှောက်မယ်တော့မဟုတ်ရေကူးမယ်ကျွန်တော်ရေစိမ့်မယ် outdoor မှာပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကျတော့ဘယ်လို sunscreen ကိုသုံးရမလဲဆိုတော့ water resistant တော့မဟုတ် very water resistant sunscreen တွေကိုသုံးဖို့လိုတယ်။အဲ့ဒီနေရာမှာလည်းသူက water resistant ဆိုတာဘာကိုခေါ်တာလဲဆိုလို့ရှိရင်သူစမ်းသပ်ထားတာက water resistant ကသူတို့ပြောတာကတော့မိနစ်40ကြာရေထဲမှာခံနေပေါ့နော်အဲ့လူက sunscreen လိမ့်ပြီးရင်ရေထဲမှာမိနစ်40ကြာနေပြီးရင်ပြန်ဆန်းတဲ့အခါမှာသူတို့ညွှန်းထားတဲ့ SPF ရှိတယ်လို့တွေ့တယ်ဆိုရင်ဒါ water resistant လို့ခေါ်တယ်ဒါပေမဲ့ကျွန်တော်ဒါသူတို့ဆန်းထားတဲ့ဟာကို picture လေးလာကြည့်လိုက်တဲ့အခါကျတော့မိနစ်40ဆိုတာသူတို့မိနစ်40အပြည့်ရေထဲမှာရေကူးတာရေစိမ့်တာမဟုတ် သူကမိနစ်20တခေါက်စမ်းတယ်ပြီးတော့ရင်ခဏနားတယ်ပြီးတော့မှနောက်ထပ်မိနစ်20စမ်းနှစ်ကြိမ်စမ်းတယ်မိနစ်20နှစ်ကြိမ်စမ်းထားတာကိုတတ်မှတ်ထားတဲ့ SPF ရှိသေးတယ်ဆိုရင် water resistant ခေါ်တာအဲ့လိုပဲနောက်ထပ် very water resistant ကြတော့အဲ့လိုမျိုးပဲမိနစ်20ကို၄ကြိမ်စမ်းတယ်ကြီးထဲမှာမိနစ်20စိန်လိုက်အပေါ်ပြန်တက်လိုက်တယ်၄ကြိမ်လောက်တယ်၄ကြိမ်လောက်လို့မှတတ်မှတ်ထားတဲ့ SPF ရှိသေးဆိုလို့ရှိရင်အဲ့ဒါကို very water resistant sunscreen လို့ခေါ်တယ် အဲကြောင့်မလို့ကျွန်တော်တို့ကအားတရားရေရေဆိုခံတယ်ပေါ့ water resistant ဖြစ်တယ်တခါလိမ့်ပြီးရေထဲမှာကြာနေလို့မရပါဘူးဆိုတော့ကျွန်တော်တို့အဲကြောင့်မလို့ advice ဉာဏ်ပေးတယ်လူနာတွေဥမာကျွန်တော်တို့ဒီ beach သွားမယ်သို့မဟုတ်ဒီရေကူးကန်တွေမှာဒီ outdoor ပေါ့နော်အဲ့လိုနေရာတွေမှာ water activity တွေလုပ်မယ်ဆိုလို့ရှိရင်အနည်းဆုံး sunscreen က minutes 20သို့မဟုတ်နိုင်ဝက်နေပြန်လူမရဒီတိုင်းနေနေလောင်ပါပဲအဲ့ဒါကြောင့်မလို့ဒါလေးတစ်ခုတိဖို့တော့လိုတယ်နောက်တစ်ခုကကြတော့ ဒီလိုအပြင်မှာလည်းမဟုတ်ဘူးပေါ့ကို indoor ပေါ့နော်ကျွန်တော်တို့ဒီ office မှာပဲလုံးလုံးပဲအိမ်မှာပဲနေမယ် ECC နေမယ် actually လည်းတင်ထွက်ဖို့ဆိုလို့ရှိရင်တော့မနေ့ပိုင်းတစ်ခါလိမ့်ထားပြီးအောင်လည်းလုံလောက်ဒါပေမဲ့ research တခုတွေ့တယ်ကျွန်တော်တို့ဒီ sunscreen ကိုကျွန်တော်တို့တစ်ချိန်လိမ့်တဲ့လူနဲ့နှစ်ချိန်လိမ့်တဲ့လူပေါ့နော်တို့တို့မနေ့ပိုင်းမှာလိမ့်နေပြီးတော့လို့ရှိရင်နေ့လယ်ပိုင်းလောက်အလုပ်တွေပါတယ်လုပ်ခမင်းတွေပါတယ်စားပြီးတော့ချွေးတွေပါတယ်ထွက်တဲ့ခါ sunscreen ကလည်းအများတော်သူကပြက်အဲ့ဒီအချိန်လောက်မှာနောက်တစ်ချိန်လောက်လိမ့်ထားလို့ရှိရင်သူကပုံမှန် sunscreen တက်သူက တုံးစားကာကွယ်မှုပူရဒုတိယဖြင့်ကျွန်တော်တို့ကတော့ဒီခုနပြောလို့တင်းတိတ်တို့မှဲ့ချောက်တို့နေလောင်ကွက်တို့ဝက်ချန်အနေယူအမဲတွေတို့အဲ့လိုမျိုးရှိတဲ့လူနာတွေဆိုလို့ရှိရင်တော့ sunscreen ဖြစ်နိုင်ရင်နှစ်ချိန်လိမ့်တင်တယ်ပေါ့နော်နံပါတ်၄ဘူးမြောက်ချက်ပေါ့နော်ဒါ sunscreen ကိုကျွန်တော်တို့ skin care step တွေမှာပဲနားမှာလိမ့်မလဲပေါ့နော်ကျွန်တော်မျက်နှာတက်မျက်နှာတက်ပြီးသွားရင်မနက်ပိုင်းဆိုလို့ရှိရင်အဲတချို့တုံနာတုံးနေဆိုတုံနာတုံးပြီးသွားလို့ရှိရင်တော့ moisturizer တုံးပြီးရင်ကိုကဒီအရေပြားတစ်ခုခုကုသမှုလုပ်နေဆိုရင် serum လိမ့်ပြီးတော့မှကျွန်တော်တို့က sunscreen လိမ့်ပြီးတော့မှနောက်ဆုံးကြတော့မှဒီ makeup တွေပါလိမ့်နေဆိုလို့ရှိရင် makeup လိမ့်ဒီ foundation တွေပါလိမ့်ဆိုလည်း foundation တွေပါလိမ့်ဟိုလိမ့်ပေါ့နော်အဲ့ဒါလုပ်လို့ရတယ်အဲတချို့ဦးနာရီကပြောတယ်ဒီတုံးပြူနေတဲ့ဒီ makeup ပဲဖြစ်ဖြစ် foundation ပဲဖြစ်ဖြစ်အဲ့ဒီမှာ SPF ပါတယ်ပေါ့နော်အဲ့တော့နေရောင်ကစားထပ်ပြီးတော့တုံးဖို့လိုသေးလားပေါ့နော်အဲ့တော့အဲ့ဒီတွေမှာပါတဲ့ sunscreen ကပုံမှန်လင်းပြောတော့ foundation လို့ပါတော့ပေါ့အဲ့မှာပါတဲ့ sunscreen ကနည်းပါတယ်ကျွန်တော်တီးတလောက်ကတော့5 6 7အဲ့လောက်လောက်ပဲပါ အဲ့ဒါမလုံလောက်ပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒါတွေတုံးမယ်ဆိုလဲအရှိမနီယောင်ကားစီဒီရင်လိမ့်မှာပြီးတော့မှပဲမိတ်ကပ်လိမ့်မှုကျန်ပြုတ်ချင်ပါတယ်ကျွန်တော်ဒါကတော့နီယောင်ကားစီနဲ့ပတ်သက်လို့အချက်6ချက်ထဲရမှာကျွန်တော်ပထမအချက်၄ချက်ကိုပြောပြခဲ့တာဖြစ်ပါတယ်နောက်ထပ်လာမယ့်ဗီဒီယိုမှာတော့ကျွန်တော်နောက်ထပ်ကျန်တဲ့အချက်၃ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ